ပါကစ္စတန်လက်တက်ဟာအမေရိကန် law of sustain တိုက်လေရင်တွေပိုင်ဆိုင်ထားပေမဲ့အိန္ဒိယနဲ့လက်ရှိစစ်ရဲပြစ်ပခမှာအဲ့ဒီလေရင်တွေကိုတုံးဆွဲခွင့်မရှိဘူးလို့သိရပါတယ်။မေလ9ရက်နေ့ကအိန္ဒိယဟာပါကစ္စတန်ထိန်းချုပ်ထားရာကက်ရှမီးယားဒေသအပြင်ပါကစ္စတန်ပိုင်နက်ထဲမှာရှိတဲ့ပြစ်မှတ်နေရာ၉ခုကိုလေကြောင်းကနေတိုက်ခိုက်ခဲ့ပါတယ်။စင်ဒူးစစ်စင်ရဲလို့အိန္ဒိယကနာမည်ပေးထားတဲ့အဲ့ဒီစစ်ရဲလှုပ်ရှားမှုဟာအာရှတောင်ပိုင်းကအိန္ဒိယနှစ်နိုင်ငံကြားလေတက်တိုက်လေရင်တွေဝေဟင်စီးကျင်းထိုးတဲ့အခြေအနေစီဥတည်စေခဲ့ပါတယ်။ အဲ့ဒီလေကြောင်းစစ်ပွဲမှာနိုင်နိုင်ငံတိုက်လင်ရင်တွေဟာနေဆက်ဖြတ်ကျော်တာမျိုးမဟုတ်ပဲသက်ဆိုင်ရာလေပိုင်နက်တွေကနေဒုံးကျည်တွေနဲ့လှမ်းပစ်ခဲ့ကြတာပါအဲ့ဒီတိုက်ပွဲမှာအိန္ဒိယလေတပ်ရဲ့ပြင်သစ်နိုင်ငံလုံးနမဲကျော်ရဖေ3စီရုရှားလုံး Mi 29နဲ့ SU 30တစ်စီးစီစုစုပေါင်းတိုက်လေရင်5စီးကိုပြစ်ချနိုင်ခဲ့တာလို့ပါကစ္စတန်ဘက်ကကြွေးကြော်ထားပါတယ်။အိန္ဒိယကတိုက်လေရင်တွေဆုံးရှုံးနေဆိုတာကိုအတိမပြုသေးပေမဲ့ထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေအရ အိန္ဒိယတိုက်လေယာဉ်တို့ဟာအိန္ဒိယထိန်းချုပ်ထားရာကက်ရှမီးယားဘက်ချမ်းမှာပြတ်ကျခဲ့ကြောင်းအထောက်အထားတွေတွေ့ရှိခဲ့ရပါတယ်။ပါကစ္စတန်စစ်တပ်ဟာအိန္ဒိယတိုက်လေယာဉ်တွေကိုပြစ်ချရမှာတရုတ်စီကဝယ်ယူထားတဲ့တိုက်လေယာဉ်တွေနဲ့တရုတ်ဝေဟင်ပြက်ဒုံးကျည်တွေကိုအုံပြုတ်ခဲ့ကြောင်းကြေညာခဲ့တာပါ။ဒီအချိန်လေးမှာပါကစ္စတန်ဟာမဟာမိတ်အမေရိကန်စီကနေ F-16 အပေါ်စားဘက်ဆောင်သောတိုက်လေယာဉ်85စီးဝယ်ယူထားပြီးအဲ့ဒီတိုက်လေယာဉ်တွေကိုအိန္ဒိယရဲ့စစ်စင်ရေးကိုတံပြန်ဖို့ထောက်မသွင်းဘူးလားဆိုတာမျိုးကိုမေးခွန်းထုတ်လာကြပါတယ်။ဒါပေမဲ့အမေရိကန်ဟာ လက်နက်ရောင်းဝယ်မှုစာချုပ်တွေမှာ F16 တွေအပါအဝင်အမေရိကန်စစ်လက်နက်အားလုံးကိုအိန္ဒိယနဲ့ပြည်ပကတွေမှာသုံးစွဲခဲ့မပြုဘူးလို့ပါကစ္စတန်ကိုကြိုတင်ကန့်သတ်ထားတယ်လို့သိရပါတယ်။အိန္ဒိယပါကစ္စတန်စစ်ရဲ့ပြည်ပကမှာ F16 တိုက်လေယာဉ်တွေထုတ်သုံးရင်ပထဝီဝယ်နိုင်ငံရဲ့ရှုထောင့်ကနေမလိုလားအပ်တဲ့စိုးရိမ်စရာတွေပေါ်ပေါက်လာမှာကိုအမေရိကန်ကစိုးရိမ်လို့ပဲဖြစ်ပါတယ်။ဒါကြောင့် F16 တွေကိုပါကစ္စတန်ကထောက်ပံ့ရောင်းချပေးတဲ့အချိန်မှာအကြမ်းဖက်တိုက်ဖြတ်ရေးကဏ္ဍအတွက် အထူးသဖြင့်အင်ဂျီအာဖဂန်နစ္စတန်နိုင်ငံမှာဆင်နွှဲတဲ့ဆက်ဆံရေးတွေအတွက်အသုံးပြုခွင့်ပြုဖို့အစာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ပါကစ္စတန်ဟာတခြားနိုင်ငံတွေနဲ့အဓိကအားဖြင့်အိန္ဒိယနဲ့ဖြစ်ပေါ်တဲ့တမန်ရိုးကြစစ်ရေးပဋိပက္ခတွေမှာလည်း F-16 တွေနဲ့ American လို့ဆက်လက်နက်တွေကိုအသုံးပြုခွင့်မရဘူးလို့ဆိုပါတယ်။ဒါပေမဲ့2019ခုနှစ်တုန်းကကက်ရှမီးယားမှာအိန္ဒိယတိုက်လေယာဉ်တွေနဲ့စစ်ခင်းခဲ့တော့ကပါကစ္စတန်ဟာအဲ့ဒီသဘောတူညီချက်ကိုချိုးဖောက်ပြီး F-16 တွေကိုအသုံးပြုခဲ့ကြောင်းဆွဆွဲချက်ထွက်ပေါ်လာပါတယ်။ ဒီချိုးဖောက်မှုအတွက်အမေရိကန်ကနေရပိုပစ္စည်းတွေတင်ပို့မှုပိတ်ပင်တာမျိုးအပါအဝင် အရေးယူတုံ့ပြန်မှုတွေလုပ်နိုင်တယ်လို့သတ်မှတ်ထားပေမဲ့အဲ့ဒီတုန်းကအမေရိကန်အစိုးရဟာပါကစ္စတန်ကိုပြင်းပြင်းထန်ထန်ပြစ်တင်တာမျိုးမရှိခဲ့ပဲနောက်ွယ်မှာပဲတူတူတက်တက်ညှိနှိုင်းဖြေရှင်းသွားခဲ့ပါတယ်။ဒါပေမဲ့လက်ရှိဖြစ်ပွားနေတဲ့စစ်ရေးပဋိပက္ခမှာတော့ပါကစ္စတန်ဟာ F-16 တွေကိုထုတ်သုံးနေတယ်ဆိုတော့ခိုင်မာတဲ့အထောက်အထားမျိုးမတွေ့ရသေးပါဘူးရှင်။